British Arnold ပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြွဆွန်လိုက်ပါရှင် British Today Croatian ဆက်ပြီးမဲ့တရင်ကြောင့်နဲ့ကတော့တနိုင်ငံလုံးအန်အွန် channel ကုန်တဲ့တရုတ်ဆောင်မင်းသားချွန်ချွန်ရဲ့မင်္ဂလာတရင်လေးပဲဖြစ်ပါတယ်မင်္ဂလာပါ British တွေချွန်ချွန်လို့ပြောလို့ရှိရင်တော့မြန်မာနိုင်ငံမှာသူကိုမသိတဲ့သူမရှိပါဘူးเนาะ ထွန်းထွန်းကတော့မြန်မာနိုင်ငံရဲ့ထိတ်တန့်တရုတ်ဆောင်တဲ့ထဲမှာတရားအပအဝင်ဖြစ်တဲ့ဗြိတိတ်ရဲ့အသေးကြော်လေးပဲဖြစ်ပါရယ်ချစ်စရာကောင်းတဲ့အပြုလေးတွေကြောင့်ဗြိတိတ်တွေကအသေးစွဲချစ်ခင်အားပေးနေကြဖြစ်ပါရယ်ပြည်ပြင်းလာတဲ့တရုတ်ဆောင်ချက်တွေနဲ့ဗြိတိတ်တွေရဲ့ချစ်ကိုလည်းရရှိပိုင်ဆိုင်ထားပြီးအကယ်ဒမီစုကိုလည်းရရှိပိုင်ဆိုင်ထားခဲ့ပြီးဖြစ်ပါရယ်အခုတခါမှဆိုရင်တော့တရုတ်ဆောင်မင်းသားချွန်းချွန်းဟာဆိုလို့ရှိရင်မကြခင်မှာမင်္ဂလာဆောင်တော့မယ်လို့သိရပါရယ် ပရိတ်သတ်ကဒီဥစာမင်းသားချွတ်ချွတ်လက်ထက်ယူမဲ့အမင်းကလေးကိုစိတ်ဝင်စားနေခဲ့ကြရတယ်ဖြစ်ပါတယ်။ပရိတ်သတ်ရဲ့အကြောင်းမှာနမဲထွက်နေတဲ့မင်းကလေးဟာဆိုလို့ရှိရင်တော့ဒီဥစာမင်းသမီးဆန်ရတီမိုးမြင့်ပဲဖြစ်ပါတယ်။ဒီဥစာဆန်ရတီမိုးမြင့်ဟာဆိုလို့ရှိရင်ပရိတ်သတ်တွေသတိထားမိတဲ့နောက်ပိုင်းမှာအယံကိုပြောစရာမရှိအောင်ချုံမောလာပနေတာဖြစ်ပါတယ်။အကျဉ်းအောင်ထွတ်ချွတ်နဲ့နှစ်ယောက်တည်းရိုက်ထားတဲ့ဓာတ်ပုံကိုလည်းဆန်ရတီမိုးမြင့်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ တင်ထားနေတာကိုတွေ့နေရလည်းဖြစ်ပါရယ်ဒါကြောင့်မလို့ break တွေက2020နဲ့ဆိုင်ယန်ဒီမိုမြေတို့ဟာတွဲနေကြပြီလားဆိုပြီးပြောဆိုနေခဲ့ကြတာလည်းဖြစ်ပါရယ် အခုတစ်ခါမှဆိုရင်တော့ထွတ်ထွန်းလက်ထက်ယူမဲ့ဒူဟာဆန်တီမိုမြင့်ပဲဖြစ်မဲ့ဆိုပြီးမတ်ချက်ပြုရေးသားနေတော့ကိုလည်းတွေ့နေရတယ်ဖြစ်ပါရယ်ဆန်တီမိုမြင့်ဆိုတာကအနုပညာလောကမှာအရင်ကရှမ်းရှမ်းတောက်နမဲကျော်လေးတယောက်ဖြစ်ခဲ့ပြီးတော့ဗရိတ်တတရဲ့ယဉ်တဲမှာနေရာယူထားနိုင်တဲ့မီနီမီကျော်လေးပဲဖြစ်ပါရယ်အခုချင်းတီဗရိတ်ရဲ့အားပေးဖို့ကိုအခိုင်အမာရရှိထားဆဲပဲဖြစ်ပါရယ်သူမရဲ့ထူးခြားတဲ့နှွက်နှွက်နောင်နောင်နဲ့ပါရတဲ့အတန်းတွေဟာဘရိတ်တ်တွေရဲ့အချစ်ပိုနေရတဲ့အကြောင်းရင်းတွေချက်ကတစ်ခုပဲဖြစ်ပါရယ် အချက်အမှုအလွန်ကြာရစရကိုပြင်းပြစွာတိဆောင်းနိုင်တဲ့သူတွေဖြစ်တဲ့အတွက်အရင်တို့ကဗြိတိအားပေးမှုအများဆုံးမေတ္တမီစရင်ချက်မှလည်းပါဝင်တာဖြစ်ပါတယ်အခုချိန်မှာဆိုရင်တော့သူမဟာအရင်ကတော့ရုပ်ရှင်အမျိုးပညာအလုပ်တကူအများကြီးတိတ်မလို့ဖြစ်ပေမဲ့ဂျောညာတွေဖျော်ဖြေရည်တွေနဲ့ပွဲတွေကတော့တက်ဖြစ်နေတာကိုလည်းတွေ့နေရတယ်ဖြစ်ပါရဲ့ ဒီကမှာဆိုရင်တော့ချွတ်ချွန်ကမကြခင်မှာမင်္ဂလာသတင်းကြားရတော့မယ်လို့ဖြေဆိုတဲ့အပေါ်မှာပရိသတ်တွေကဆန်ရတီမိုးမြင့်နဲ့ပဲဖြစ်မယ်ဆိုပြီးထင်ကြည်ပေးနေကြတာလည်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါပရိသတ်ကြီး။ချွတ်ချွန်ရဲ့ဆန်ရတီမိုးမြင့်ကိုတဘောတူခဲ့ကြလားဆိုတော့ကိုကောမမပြောတော့ခဲ့ကြပါဦးရှင်။ပရိသတ်များလုံးပဲရှင်လန်းရှမ်းနေကြပါစေရှင်။